င်ကြီးကတော့အများနဲ့ပေါ့ပေါ့ပါပါနေဖြစ်တာများတယ်ကင်မရာရှိမှဆိုရင်မျက်နှာပြောင်းလိုက်အဲဆိုတော့ပို့ပြီးတော့တည်တည်ငြိမ်ငြိမ်လေးနေရတာပေါ့နော်ဒါမှန်နေနေဒါပွဲမှာပြိုင်ခဲ့ရအဲ့လိုမျိုးလုံးချင်းရှိရောပေါ့ပေါ့ပါပါလေးဖြတ်တန်းပြင်နေဒါပေမဲ့စင်မော်ပြန်တက်တဲ့အခါကျရင်တော့အာကိုကအဲ beauty queen တရားဖြစ်နေတဲ့အတွက်ကြောင့် beauty queen မှုတော့ပြန်အောင်ရတာပေါ့ဘယ်ပြောင်းပွဲမှာမဆိုအဲဝင်လာရတော့တဲ့ညီမလေးရဲ့အတွက်ကိုညီမလေးရဲ့အတွက်အမြဲတမ်းဟောင်းခံပြီးအဲ့ဒါလေးကိုစောင့်မျှော်နေပေါ့နော်ဆိုတော့ကိုတော့အရင် ီကွာချာဖက်ဆနာအဖြစ်သွားတော့အရင်စီစီကကောင်းဟုံးခံပြီးတော့မဖြစ်သွားပေမဲ့အကိုသာကွင်းရခဲ့ရင်အရင်အရင်မိုင်းကြီးမှာဆိုတဲ့ဖီလင်းလေးတော့မြင်မိရဒါပေမဲ့အဲ့ဒီစားကျန်တဲ့အခုတစ်တက်လာမယ်ညမလေးရဲ့ဟုံးခံပြီးကိုပဲစောက်ပါမယ်လို့ဟုတ်အဲ့နင်းနီလည်းအိုပက်ကြိုက်တယ်နင်းနီရဲ့ fan တွေနင်းနီရဲ့တည့်ရတွေအကုန်လုံးအိုပက်ကိုအရင်ချစ်တာအဲ့ညာဆိုရင်နင်းနီစီအောင်လာပြောရဲအိုပက်ရဖို့အတွက်ကိုဆူတောင်းဆူတောင်းနေကြရယ်ပေါ့ဆိုတော့သူတို့တကယ်လဲရတော့တဲ့အခါကျတော့သူတို့စိတ်ချမ်းသာကြတယ် နှစ်တိုင်းနှစ်တိုင်းမှာညီမလေးတယောက်ချင်းစီတိုင်းကအာတော်ကြရဲထူးချွန်ကြရဲသူသဖြင့် performance ပိုင်းမှာသူတို့တွေကအရန်ကိုအာအားတကြရဲလို့မြင်ပါတယ်ဒီနှစ်မှာဟုတ်နင်နီကဒိုင်မီမဲပေါ့နော်ညီမလေးတွေကိုဒီ28ရက်လုံးနင်နီက bus stage မှာအပပီးသားပါအဲလို judge ပြင်မဲ့သူတို့ရဲ့ performance လေးကိုပို့ပြီးတော့အာပေးပြီးတော့ကြည့်ပြတာပုံများပါတယ်ဟုတ်ဒီနှစ်ကလေးတွေမမဟုတ်ဘူးနှစ်တိုင်းနှစ်တိုင်းက အမျိုးသမီးငယ်လေးတွေကအရန်ကိုစူးစမ်းကြတယ်ဒီနှစ်မှလည်းအဲတမျိုးတစ်ပုံနဲ့ပေါ့နော်သူတို့ထပ်ပြီးတော့စူးစမ်းထားတယ်အဲအဲ့ဒါလေးကိုညီညီတို့ဒီနေ့တည်တည်ချာချာမြင်တွေ့ခွင့်ရခဲ့တယ်ပေါ့နော်အဲညီညီကိုယ်ရယ်လည်းအဲ judge တယောက်အနေနဲ့ပါဝင်ထားတာဆိုတော့အဲဝတ်စုံတိုင်းကအရန်ကိုလာတယ်ဒီချုပ်တဲ့ဒီဇိုင်နာရယ်လည်းအကုန်လုံးတော်ချရလို့မြင်ပါတယ်ဟုတ်ခုနကယူတီရဲ့ကြီးသူတို့အဲ့ထွက်လာတဲ့အခါမှာဒေါင်းမလေးမြင်တော့ဟာနင်းနီအဲ့ဝတ်ကြီးနဲ့အလေးထွက်ခဲ့တာဟာသတိရလိုက်တာလို့ငါတို့တကယ် international မှာတော့အကျိတ်နဲ့ပြိုင်ခဲ့ရတာပဲဆိုတော့အမှတ်တရလေးကိုပြန်တွေးမိပါတယ်ဟုတ်အဲ့ဒီတော့အရန်တော့လေးတယ်ဒါပေမဲ့လေအဲ့လိုအဲ့တော့မြန်မာနိုင်ငံအတွက်ပြိုင်မယ်ဆိုတော့စိတ်နဲ့အကုန်လုံးကဟုတ်ပါပါပါလေးဖြစ်သွားပါတယ်ဟုတ်ဒါပေမဲ့လေးတာနောက်ကအတောင်မှထက်ဆိုင်ခေါင်းပေါ်က accessory ကပို့ပြီးတော့လေးတယ်ဆိုတော့ခေါင်းကလေးရလေးတစ်ခုပါပဲခေါင်းကတော်တော်လေးရအတောင်ဘတ်ထက်ဆိုင်ဒီနေ့တိတ်တော့မမှန်းတက်ဘူးဒါပေမဲ့ခေါင်းရဲ့အလေးချိန်က တော်တော်လေးနေရောနောက်ဆုံးအဆင့်နေရက်ကြတဲ့အချိန်မှာဆိုခေါင်းတော်တော်ကိုက်နေပြီအဲ့ချိန်ကဒါပေမဲ့ကျေးဇူးတင်တဲ့ဒီချုပ်ပေးတဲ့ဒီဇိုင်နာကလုံးဝ detail ကိုချုပ်ထားပေးတာပေါ့။နင်းလေးကမျက်နှာ expression ကိုလေ့ကျင့်ခဲ့ရတာအသိမရှိဘူး။မျက်နှာ expression ကအဲ့လိုတူတူထွက်သွားတာပဲ။ကိုယ်တိုင်ရောဒီပြင်ပွဲတွေမြန်ပြန်ပြန်ရှိသိရှိလားဘယ်လိုမျိုးတွေဘယ်လိုမျိုးရှိပြလားပြောဟုတ်အာနင်းနီအခုချိန်မှာတော့ဒီဖဲချင်းဘက်ကိုသွားဖို့တော့မရှိသေးဘူးပေါ့နော်အဲနင်းနီအာ ကိုယ်လည်းတူတူစူးစမ်းခဲ့ပြီးကြပြီဆိုတော့အဲအဲ့ဒါလေးအမှတ်တရအနေနဲ့ပဲထားခြင်းလဲနောက်တစ်ခု join မယ်ဆိုရင်နင်နီပြောခဲ့သလိုပဲအချိန်နေအင်အားတွေအများကြီးထက်လို့မှဖြစ်တဲ့အတွက်ကြောင့် join ပြီးခင်တော့တော်တော်လေးကြာပါဦးမယ်ဟုတ်နောက်မယ့်တယောက်ရဲ့ဒါစိတ်ထဲရပါဘောဒါအမြဲတမ်းလို့ဖြစ်နေကြတာခုနကနင်နီစင်မော်တက်လေးတကောဝါစာအဲ့လိုစိတ်ထဲအဲ့လိုအလှမဲ့မှုရောနော်အဲ့လိုပြောင်းဝင်နေတာတွေ့စင်မော်အဲ့လိုစင်လဲအဲ့လိုလေးဆိုအဲ့ဒါလေးပြောလို့ပါဟုတ် နေနေကျတော့အများနဲ့ပေါပေါပါပါနေဖြစ်တာများတယ်ကင်မရာရှိမှဆိုရင်မျက်နှာပြောင်းလိုက်မယ်ဆိုတော့ပို့ပြီးတော့တည်တည်ငြိမ်ငြိမ်လေးနေရတာပေါ့နော်ဒါပေမဲ့နေနေဒါပွဲမှာပြိုင်ခဲ့ရအဲ့လိုမျိုးလှုပ်ချင်းရှိရောပေါပေါပါလေးဖြတ်တန်းပြင်နေဒါပေမဲ့စင်မော်ပြန်တက်တဲ့အခါကျရင်တော့အာကိုက beauty queen တရားဖြစ်နေတဲ့အတွက်ကြောင့် beauty queen မှုတော့ပြန် on ရပေါ့အတွေ့မိပါတယ် homecoming ဘယ်လိုများဖြစ်မလဲပေါ့နော်ဒါပေမဲ့နေနေမမဟုတ်တခြားဒီဘေဖက်ရှင်နေပိုင်မှာမဆိုဘေပြိုင်ပွဲမှာမဆိုအဝင်လာရတော့တဲ့ညီမလေးအတွက်ကို မြန်မာလေးတွေအတွက်အမြဲတမ်း homecoming အဲ့ဒါလေးကိုစောင့်မျှော်ရဲပေါ့နော်ဆိုတော့ကိုတော့ကအရင် quarter freshener app ဖြစ်သွားတော့အရင်စီစီကကောင်းဟုံးခံပြီးတော့မဖြစ်သွားပေမဲ့ကိုသာ queen ရခဲ့ရင် အရန်အရန်မိုင်းနေမှာဆိုတဲ့ feeling လေးကမြင်မိရဒါပေမဲ့အဲ့ဒီစားကျန်တဲ့အခုအစ်တက်လာမယ်ညီမလေးတွေရဲ့ Homecoming ကိုပဲစောက်ပါမယ်လို့ဟုတ်အဲနင်းနီလည်းအိုပက်ကြိုက်တယ်နင်းနီရဲ့ fan တွေနင်းနီနဲ့တည့်ရလူတွေအကုန်လုံးကအိုပက်ကိုအရန်ချစ်တာအဲ့ဒီညဆိုရင်နင်းနီစီအောင်လာပြောရဲအိုပက်ရဖို့အတွက်ကိုဆူတောင်းဆူတောင်းနေကြရပေါ့ဆိုတော့သူတို့တကယ်လည်းရတော့တဲ့အခါကျတော့သူတို့စိတ်ချမ်းသာကြတယ်ဒီနှစ်မှာရတော့တဲ့ဘေးညီမလေးမဆိုပါတော့90 ခုနှစ်ဆက်နှစ်တော်ဖြစ်ကုန်ပြီညညိုးပြိုင်ပွဲတော့ခုနှစ်ဆက်နှစ်ဆိုတော့ခုနှစ်ဆက်နှစ်ကိုဆွဲနေကကို29ဆိုတော့ဘသူပဲရခဲ့အကောင်ဆုံး support သွားမှာပါအဲနင်းနီအရင်အပြည့်အဝဘေးနားမှာမရှိဘေးနားမှာဒီတင်းတစ်ခုလုံးကဒီညမလေးတက်တောင့်တတာသွားဖို့တက်တောင့်တတာပြိုင်နိုင်ဖို့အတွက်ကိုအကောင်းဆုံးစီစဉ်ပေးသွားမယ်ဆိုတာနင်းနီယုံကြည်ပါတယ်ဟုတ်ဘုကမင်းနဲ့ပတ်သက်လို့ခုနကနင်းနီဟိုအမှတ်တရပါတော့ဒါအဲ့လိုပြန်တက်လာရဲ့ဗီဒီယိုဖိုင်လေးရှိရင်စင်ပေါ်မှာဒါလို first runner နဲ့လို winner လေးမျိုးဥစားလေးအမှတ်တရလေးနင်းနီကပြန်ပြီးတော့တွေ့ရတယ် ဲ့လေးကိုပြန်ကြည့်ပြီးဘယ်လိုမျိုးလေးဒါ memory ဖြစ်အာပျော်တာပေါ့နော်အဲ့ဒီအဲ့ဒီအသက်အဲ့ဒီအရွယ်လေးမှာအအမှတ်တရလေးတစ်ခုဖြစ်တာပေါ့နော်ဘရောမမမေတော့မဲ့အမှတ်တရကြီးတစ်ခုပါပဲအခုချိန်ကြီးလည်းမမေ့ပါဘူးအခုချိန်ကြီးလည်းအဲ့ဒီ moment လေးကိုအမြဲအမှတ်တရဖြစ်နေတဲ့အတွက်ကြောင့်နောက်ထပ် version တစ်ခုကို join မို့တော့အမမြင်သေးဘူးပေါ့နော်မမင်းနဲ့ဒီ queen cj လာမယ်ပေါ့နော်ဆိုတော့ကိုကအင်ရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်အနီနီတက်ရင်တက်နိုင်တဲ့အချိန်မှာမ ီးရိုနာမှာရှိနေပြီးတော့မြန်မာနိုင်ငံရဲ့အာသူတပြင်းရန်ကုန်ပေါ့နော်ရန်ကုန်ရဲ့မမီးရိုသွားချင်တဲ့နေရာသူတို့အာစားချင်တဲ့အစားအစာလေးတွေကိုလိုက်ချိဖို့တော့အဆင်ပြေရှိပါတယ်ဟုတ်မမီးနဲ့ကထိုင်းမှာခဏခဏတွေ့ပြတယ်ဟုတ်အရင်ဒီထိုင်းသွားတိုင်းအမြဲတမ်းတော့တွေ့ပြပါတယ်ဟုတ်အာနင်းကြီးကိုအခုချိန်ကြီးအားပေးကြတဲ့အာနင်းကြီးရဲ့ဖန်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့အာအားလုံးချစ်ပါတယ်